အော်တိုဘားလာတရက်နေမှာလှေရီသင်းမောအုပ်တွေတဲ့ပင်လဲဖြတ်ပြီးဂါဇာအတွင်းပိုင်းကိုရိတ်ခါနဲ့အထောက်ပံ့တွေပေးဖို့လာတဲ့အချိန်မှာအစ္စရေးစစ်တပ်ရဲ့ထိမ့်သိမ်းခြင်းခံခဲ့ရတဲ့ဆွီဒင်တက်ကြွအလှူရှားသူဂရီတာတွန်ပတ်အပါဝင်ပြပသားအယောက်80ကိုအော်တိုဘားလာ6ရက်နေမှာအစ္စရေးကနိုင်ငံအတွင်းကနေပြန်လွှတ်ပေးမှာဖြစ်ပါတယ်ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရဂါဇာမှာအငတ်ပေးဆိုင်နေပြီးအစ္စရေးတပ်တွေကအကူအညီတွေဝင်ရောက်လာမှုကိုပိတ်ပင်ထားတာကြောင့် ဂရီတာတွန်ပတ်နဲ့အတူတက်ကြွလှုပ်ရှားသူနဲ့နိုင်ငံရေးတမပေါင်း400ကျော်ပါဝင်တဲ့အဖွဲ့ဟာဂါဇာအတွင်းဝင်ရောက်ဖို့ကြိုးပမ်းခဲ့ခြင်းဖြစ်ပါတယ်။အဲဒီထဲကမှအီတလီနိုင်ငံသား26ယောက်ပါအုပ်စုကို အော်တိုဘားလ၄ရက်နေ့ကပထမအတုပ်ဖြစ်ပြည်တော်ပြန်ပို့ခဲ့ရမှာ15ဦးကအစ္စရေးဘက်ကနေပြစ်မှုကျူးလွန်မှု ခံဝင်ထိုးခြင်းကိုညှင်းဆို့ခဲ့တဲ့အတွက်မပြန်နိုင်သေးပဲရှိနေကြောင်းသိရပါတယ်။အီတလီကိုပြန်ရောက်လာသူတွေရဲ့အဆိုအရ အစ္စရေးစစ်တပ်ဟာရုံညံ့စွာဆက်ဆံခဲ့သလိုရိုက်နှက်စော်ကားမှုတွေလည်းလုပ်ခဲ့တယ်လို့တိုင်ကြားမှုတွေလည်းရှိနေပါတယ်။တိုမာစီဆိုတဲ့ဂျာနယ်လစ်ကမိမိတို့ကိုအစ္စရေးစစ်တပ်က1920ပြည်လွန်နှစ်များစီကစက္ကပ်ပွဲတွေမှာမြောက်ဟိုကြီးတွေကိုနှိပ်စက်သမှုပြုသလိုနှိပ်စက်ခဲ့တယ်လို့ပြောသွားခဲ့ပါတယ်။အော်တိုဘာလ6ရက်နေ့မှာထပ်ပြီးပြန်လွှတ်ပေးမဲ့အယောက်90ထဲမှာဂရီတာတွန်ဘတ်အပါဝင် ပြင်သစ်28ယောက်ဂရီ28ယောက် ီတလီ15ယောက်နဲ့ဆွီဒင်နိုင်ငံသား9ယောက်တို့ပါဝင်ပါတယ်